မိုးကုတ်ဆရာတော်ဘုရားကြီးတတ်တော်တင်ရှားရှိစဉ်ကကျောင်းနီနာမှာတကြီးရွယ်ဟိုရီဆိုပြီးဆရာတော်ကြီးကိုတောရှောက်ကြတဲ့တပည့်တော်တို့ယခုတလောသာယသမီးရေးစီးပွားရေးတွေကအဆင်မပြေလောကရန်တရားကလည်းရိုက်ပုတ်တော့တခါတလေတေများတေလိုက်ချင်ပါတယ်ဘုရားလို့ရှောက်ကြတဲ့ဆရာတော်ဘုရားကြီးကခမရတို့ကကံကောင်းဉာဏ်ကောင်းတို့ကတော့ခန္ဓာကိုယ်ကို ကမ္မဂုဏ်ထဲမှာအသုံးချခဲ့ကြပြီး ကံမွေးညံမွေးတော့မှကဲပါယူပါဟောပါဆုံးမပါလာလောက်နေကြတယ်။အခုခမရတို့ကဇရာထဲမှာမကြမီဖြာတိလာအောင်ပဲဖြာတိနာဘေးအချက်ခုနှစ်ချက်ကိုဆရာတော်ဘုရားကြီးကဟောတော်မူခဲ့ပါတယ်။တအဝေးကောင်းနေချက်ပြီးအဝေးဟောင်းနေဆွတ်တဲ့ပွဲဖြာတိနာပွဲအိယာဖြာခဲ့တဲ့အချိန်ရောက်ရင်ဘလောက်ချမ်းသာတယ်သူဖြစ်ခဲ့ပါစေ။ဝေစားကောင်းနေချက်ပြီး တင့်ရတော်ရဝေဟောင်းလေးတွေဆွပေးတာခံကြရမယ်။နှစ်နန်းနန်းစောစောညင်ညစ်ပပစက်တည်ရုပ်တဲ့ပွဲဗျာဒိနာပွဲတကွေးတန်ရှင်ကိုဘာသာမလုံးနိုင်တော့တဲ့အခါဗျာဒိဆိုတဲ့နာပွဲတည်လာတဲ့အခါကုကျင်ငယ်ကုကျင်ကြီးမှမထိန်နိုင်အဲ့ရလုံကြီးတမိန်လေးပေါ်စွန့်ချနေရတဲ့ဘဝအခြေအနေ၃အချက်တကွေးအကျိုးနဲ့တဲ့ပွဲဗျာဒိနာပွဲတစ်သက်လုံးလုံးညောင်းဖုံးလာခဲ့တဲ့ ကိုအဆက်ကြောက်တွေကိုတော့လုံးကြောင်မဖုံးနိုင်တော့တဲ့အနေထားအဆက်တကွဲကျူးနေတဲ့ပွဲ၄စားကျင်တာမစားရငကြီးကြတဲ့ပွဲပြာဒိနာပွဲ မထနိုင်မသွားနိုင်မလာနိုင်လို့တခါလေဟိုဟာလေးစားခြင်းဒီဟာလေးစားခြင်းလို့အိမ်သူအိမ်သားတွေကို တောင်းပါတော့လဲဟိုဟာမစားဘူးဒီဟာမစားဘူးမတည့်ဘူးစားရင်ဘာဖြစ်မယ်ညာဖြစ်မယ်ဆရာဝန်က မတည့်ဘူးပြောထားတယ်ဆိုပြီးစားခြင်းတောက်ခြင်းတွေကိုမစားရမတောက်ရတဲ့ ်ငါးဘေးကြီးကလည်းရှိသေးတယ်။ငါမျက်ရည်ပေါက်ကြီးငယ်ကြရတဲ့ပွဲ၊ဖြာရီနာပွဲ။အရွယ်ကောင်းစဉ်ကဘလောက်အာနာရှိခဲ့သဖြစ်ပါစေ။အိယာကိုဖြာကတ်တဲ့အခါဘသူမှတိတ်ပြီးဖမ်းမလို့ချင်ကြတော့ဘူး။တာရင်နာရင်ကိုယ်ကိုမဖိတ်တော့ဘူး။အဖမ်းမလို့ကြတော့ဘူး။တစ်သက်လုံးကုသိုလ်မရှောင်အကုသိုလ်မရှောင်ရှာကြွေးလာခဲ့ရတဲ့သာသမီမျိုးတွေကအစမခံလေးစားလောက်လာကြရဲဆိုပြီးအိယာထဲမှာကြိတ်မိလို့မျက်ရည်ကျရမယ်ပွဲ။၆တရီထွေးခံရတဲ့ပွဲ ပြာရီနာပွဲနေမကောင်းတဲ့အခါမိဟောင်းဆွေဟောင်းတွေကလာတွေးကြမယ်။အားပေးစကားပြောကြမယ်။လှလာတယ်ဝါလာတယ်မကြခင်နေကောင်းတော့မှာပါ။စသဖြင့်အားပေးစကားပြောကြမယ်။လောဒါရှိရင်ပြောပါ။ကုညီပေးပါမယ်။စသဖြင့်လောကဝတ်စကားပြောကြမယ်။ပြောပြီးလူနာရင်ကခလန်းလဲရောက်တာနဲ့တင်းတို့ကြတော့တာပဲ။ငါတော့တင်းနေအချိန်နေမကောင်းမှုတိမ်မှာပဲ။ဘယ်နဲ့ဗျာ။မသေးခင်ကတည်းကအနံ့ဆိုးတွေထွက်နေတာ။ငါတော့ ခဏလေးမနေအောင်အီးပြီးတီးခံနေရတာထွီးဖြန်းဆိုပြီးတရွေထွီးခံရတဲ့အဖြစ်ဆိုးတွေလည်းကြုံကြရမယ်ခုနဲ့အစွမ်းတုံးတဲ့ပွဲဖြာဒီနာပွဲဖြာဒီကငါတော့ဒီလူအကြီးတွေကိုအားရအောင်နှိပ်စက်ပြီးပြီးငါတာဝန်ချပြီးဒီတခါမင်းလဲဆိုပြီးမရဏစီကိုတွန်းပို့နေတဲ့အချိန်သွားမယ်နောက်ဘဝကိုရင်မြင်ပြီးမှတည်ကြရတယ်ငရဲသွားမယ်သူကငရဲမိတော့မီလီယံကြီးတွေငရဲထင်းကြီးတွေ ငရဲခွေးတွေမြင်ရမယ်ပိတ်တာခံရရမယ်သူက တောတောင်ချိုင်ဝမ်းနှက်တလိပ်ကျင်ကြီးကျင်ငယ်တွေကောက်စားနေရတဲ့ပိတ်တာဖော်တွေကိုမြင်ကြရမယ်တရိษံခံရမယ်သူကတရိษံတွေရဲ့သွားပုံလာပုံတွေမြင်ရမယ်ခွေးမဝမကြီးတွေရဲ့ဝမ်းရည်ဝမ်းတိုက်တွေကိုမြင်ကြရမယ်အပေလေးပါနမိတ်တွေမြင်တဲ့အခါပဲလေးပါးကလည်းတကယ်ကယ်တင်နိုင်တဲ့ဝိပဿနာတရားကိုအာမထုတ်ထားခဲ့ရင်အစွမ်းတုံးအစတုံးနေပြီ။ ဒီကနေ့ညံကမကူနိုင်တော့ဘူး။ကံပစ္စယကိုသွားကြရတော့မယ်။ဒါကြောင့်ကိုဝိတွေပေါ်မှာကိုပိုင်ဆိုင်မှုတွေပေါ်မှာတာပြီးမန်တက်မနေနဲ့။ဆွဲမနေနဲ့။ပေးစရာရှိတာပေး။လူစရာရှိတာလူ။လူစရာ လူသိတာရှိတာလူ။အကျိုးရှိအောင်လုပ်။နှစ်နေကောင်းကျန်းမာတော့တန်ရှင်းအောင်နေ။ကိုကြောင့်ကိုအနှက်ကိုအပြုမှုကြောင့်သူတစ်ပါးကိုအနောက်ရှက်မဖြစ်အောင်နေ။၃ကျန်းမာတော့ဖိနေရင်လုံးညောင်းအောင်ဝတ်စားကွ။၄ ကိုစားနိုင်တော့ကိုလည်းစားကိုမိဘတွေကျေးဇူးရှိသူတွေနဲ့လိုအပ်နေသူတွေကိုလည်းကျွေးငါကိုခန္ဓာကိုကိုနိုင်နေတော့တာအေးနာရေးကုညီမှုကုသိုလ်တွေနဲ့ဓမ္မအရေးတွေလုပ်6အချိန်နေမကောင်းတဲ့အခါအိမ်သူအိမ်သားတွေကိုမာတာလောကဝရလာပြီးနှစ်သိမ့်မဲ့သူတွေဝယ်မခံနဲ့တော့ဝေဒနာရဲ့အနှိမ့်စကိုညံနဲ့ပိုင်းပြီးသိနေအောင်တရားနှလုံးသွင်းနေပါဧည့်သည်လာရင်အာယုံပြတ်တယ်တမာရီပြတ်တယ်မလာပါနဲ့လို့ပြောနိုင်အောင် ကိုယ့်ကိုယ်ကိုပြင်ဆင်ထားပါခုနှစ်ကံနဲ့မသိညံနဲ့သိနိုင်အောင်ဝိပဿနာတရားတော်မျက်ကြည်ကိုရူသီလေးလေးမြတ်မြတ်နဲ့အားထုတ်ကြပါမဟုတ်ဆရာတော်ဖျာကြီးဟောကြားတော်မူသောတရားတော်ကိုနားယူပြီးအရှင်ဓမ္မစာရကရေးသားပူဇော်ထားသည့်စာကိုဖတ်ပြီးနောက်အနည်းချုပ်ပြန်လည်ရေးသားတည်ခေါ်အပ်ပါသည်